ပြီးခဲ့တဲ့ရက်ကဈေးထဲမှာပြည်ချင်းငါဝယ်တာအပြာရောင်ခွင်းပါအစိပ်ပြင်းရေပွဲပါလာတယ်ဆိုတော့ post ကနာမည်ကြီးခဲ့ပါတယ်အခုဗီဒီယိုလေးမှာတော့ဒီ Southern Blue Ring Autopass လို့ခေါ်တဲ့အစိပ်ပြင်းရေပွဲကိုစားမိရင်ဘာရောဂါလက္ခဏာတွေဖြစ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Muddy Flow ကဒေါက်တာဇေညီညီပဲဖြစ်ပါတယ်ဒီရေပွဲကခေါင်းသီးတစ်လုံးစာအရွယ်အစားရှိပြီးတော့သူ့ရဲ့ထင်ရှားတဲ့အမှတ်အသားကတော့ သူ့ခန္ဓာကိုယ်မှာအပြာကွင်းလေးတွေပါရှိတာပဲဖြစ်ပါတယ်။ဒီရေပွဲကိုစားသုံးမိရင်တာမန်အစိတ်သိမ့်မှုမကပဲအသက်အန္တရာယ်ရှိတဲ့အခြေအနေကဖြစ်နိုင်ပါတယ်။ဒီအပြာကွင်းပါရေပွဲရဲ့ခန္ဓာကိုယ်တရှူးတွေနဲ့ဒရွေးကလင်းတွေထဲမှာတက်ထရိုဒိုတောက်ဆင်လို့ခေါ်တဲ့အာယုံကြောအစိတ်ပါရှိပါတယ်။ဒီအစိတ်ဟာအလွန်ပြင်းထန်ပြီးတော့လူကြီး26ယောက်ကိုသေစေနိုင်တဲ့ပမာဏမျိုးကိုတည်ဆောင်ထားပါတယ်။ဆက်လက်ပြီးတော့ ဒီရေပွဲကိုစားသုံးမိရင်ဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာတွေကိုဆက်လက်ပြောပြပေးသွားပါမယ်။သူ့ရဲ့အစိတ်က အာယုံကျောစနစ်ကိုပိတ်ပစ်တာကြောင့်လက္ခဏာတွေကမိနစ်ပိုင်းအတွင်းအလွန်လှင်မြန်စွာဖြစ်ပေါ်လာတတ်ပါတယ်။အစောပိုင်းလက္ခဏာတွေကတော့နှကန်းရှာနဲ့မျက်နှာတဝိုက်ထုံကျင်တာ၊ခေါင်းမူးတာ၊ပြုတ်ဝန်းတာတို့ဖြစ်လာပါမယ်။စကားပြောရခက်တာအစာမြူချရခက်တာခြေလက်တွေအားနေလာတာကနေတကူလုံးလေးဖြတ်သလိုလှုပ်ရှားမရဖြစ်လာပါမယ် သတိပြုရမယ့်အချက်ကတော့လူနာလေးဖြတ်နေတဲ့အတွက်စကားမပြောနိုင်မလှူရှားနိုင် ဖြစ်နေပေမဲ့သတိတော့ရနေနိုင်ပါတယ်အဆိုးဆုံးအခြေအနေကတော့ဒီအစိတ်ဟာဒိုင်ယာဖရမ်လို့ခေါ်တဲ့ရင်ဝမ်းခြားကြွက်သားကိုအားနဲ့စေပြီးတော့အသက်ရှူရက်ကတည်ဆုံးနိုင်ပါတယ်ဘလူးရင်းအော်တိုပတ်အစိတ်အတွက်ဖြည့်ဆည်းလုံးဝမရှိပါဘူးဒီအစိတ်မိရင်ဗန်ဒီလေတာလို့ခေါ်တဲ့အသက်ရှူဇက်တတ်ထားဖို့လိုတာကြောင့်ဆေးရုံကိုအရေးပေါ်ချက်ချင်းခေါ်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒါလို့ဆိုရင်အပြာကွင်းပါရေပွဲရဲ့အစိပ်ပြင်းပုံအကြောင်းကိုနားလည်သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။ထမှန်သိကျင်တာတွေရှိရင်ကွန်မန့်မှာမေးမြန်းနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဒေါက်တာဇင်ညီပါ။